နီးပြပေါ်ကစားသမားရဲ့ယုံကြည်မှုနေလာတာကြောင့်အသင်းပြောင်းမှုချိတ်ဆက်နေပြီဖြစ်တဲ့အမိုရင်းလက်ရှိရာသီအစမှာစိတ်ပူစရာကောင်းတဲ့ရလဒ်တွေကြောင့်မလို့နီးပြရူဘင်အမိုရင်းကမန်ယူနိုက်တက်နဲ့လမ်းခွဲခင်းရင်တော့မှအလုပ်သေးရဖို့အတွက်အချိန်ကြောင်းမှမဟုတ်ပါဘူးပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာမန်ချက်စတာဒါဘီပွဲမှာမန်စီးတီးကို၃ဂိုးမရှိနဲ့ရှုံးနေခဲ့တာကြောင့်မလို့အမိုရင်းပေါ်မှာဖီအားတွေကပုံမှန်များပြားလာခဲ့ပါတယ် ဒီပေါ်ဂီနီးပြားကဒီယာဒီမှာတပွဲတာအနိုင်ရထားပြီးတော့မန်စီးရီကိုရှုံးနေခဲ့တာကြောင့်မလို့ဒူရီယာကဘာအဆင့်နောက်ပိုင်းမှာယူနိုက်တက်ရဲ့အမြဲတမ်းနီးပြားရည်ထဲမှာအနိုင်ရရှိမှုရာဂိုင်းတော့အဆိုးဆုံးဖြစ်လာခဲ့တာပါအသက်40အရွယ်ရှိပြီဖြစ်တဲ့အမိုရင်းကပေါ်တူဂီလိဖလားကိုနှစ်ကြိမ်ရရှိအောင်လို့စပိုးရင်းကိုဦးဆောင်နိုင်ခဲ့ပြီးတော့ Old Trafford ကိုရောက်ရှိလာတဲ့အချိန်မှာတော့ပရိသတ်တွေကသူ့အပေါ်မျှော်လင့်တကြီးရှိခဲ့ကြတာပါသူ့ရဲ့ခင်မင်ဖော်ရည်မှုကသူ့ရဲ့ဇာတိနိုင်ငံမှာအလွန်အောင်မြင်ခဲ့ပြီးတော့အီဒီယက်မှာပက်ဂွာရီယိုလာရဲ့ဖြစ်နိုင်ခြေရှိတဲ့အစားထိုးနီးပြားတယောက်ဖြစ်တော်မှရှုမြင်ခဲ့ပုံရပါတယ် ဇူလိုင်လနဲ့ဩဂုတ်လတွေကအမေရိကန်မှာကျင်းပခဲ့တဲ့ယာတီဂျိုခီးစဉ်အောင်မြင်ပြီးတဲ့နောက်မှာအမိုးရင်းကယူနိုက်တက်မှာအနှစ်20ခန့်နေကျင်တယ်လို့ပြောခဲ့ပူပါတယ်။ဒါပေမဲ့ပေါ်တူဂီနီးပြားကအစိုးရတဲ့စံအချိန်တွေကိုအချိုးဖြတ်နေပြီးတော့လက်ရှိမှာတော့33နှစ်အတွင်းအစိုးရဆုံးယာတီအဆောက်အဦးဆောင်နိုင်ခဲ့တဲ့နီးပြားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ပေါ်တူဂီမှာတော့လည်းသူဟာစံချိန်အများပြားကိုချိုးဖြတ်ခဲ့ပြီးတော့ Sporting ကိုပေါ်တူဂီရဲ့အကြီးမားဆုံးကလပ်အဖြစ်အောင်မြင်စွာပြောင်းလဲပေးနိုင်ခဲ့တာပါ။ ဒီပိုးလေးမှာနီးပြခဲ့တော့ကတော့အစောပိုင်းမှာစိုးရိမ်မှုတွေရှိခဲ့ပေမဲ့ FC Porto နဲ့ Benfica တို့ကြော်ပြတ်ပြီးတော့ချန်ပီယံဆုကိုအရောက်နိုင်ခဲ့ပါတယ်။ဒီအောင်မြင်မှုတွေကြောင့်မလို့ပေါ်တူဂီလီမှာသူ့ရဲ့နာမည်ကလည်းအရှိန်အဝါကြီးမားလာခဲ့ပြီးတော့ Benfica အသင်းရဲ့ဥက္ကဋ္ဌရောင်နိုရောကလိုဘက်ရဲ့ဦးစားပေးဆင်းထဲမှာထိတ်ဆုံးကနေပြီးတော့ပါဝင်နေပါတယ်။ Tottenham ရဲ့ဖော်ပြချက်ရတော့ Benfica ဥက္ကဋ္ဌဟာယာရုကနေပြီးတော့ထွက်ခွာရတော့မယ့် Bruno Lage ကိုအသင်းအတွက်ကစားသမားဘဝတော်ကနှစ်ပေါင်းများစွာကစားပေးခဲ့မှုတဲ့လက်ရှိ United နီးပြအမိုရင်းနဲ့အစားထိုးဖို့အတွက်စရာထက်သန်နေရလို့သိရပါတယ်။ လာမဲလာမှာကျင်းပမဲ့ရွေးကောက်ပွဲမှာမဲဆွေစီယုံကြီးကိုဥဆောင်နေတဲ့လိုဘတ်ကလက်ရှိဘင်ဖီကာဥက္ကရာကော့စတာနီယာမှာအစားထိုးဖို့အများစုအားတေးကြနေပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကမန်စီးနဲ့ပွဲမှာယူနိုက်တက်အသင်းကိုကြီးရှုဖို့အတွက်လိုဘတ်၊နူနိုဂိုမက်စ်နဲ့ဘင်ဖီကာရဲ့အထူးဒီဒရိုက်တာတို့အတူတူလာရောက်ခဲကြတာကဒီသတင်းတွေကိုပို့ပြီးတေးကြစေခဲ့တာပါ။ဘင်ဖီကာရဲ့ဒုတိယဥက္ကရာဖြစ်တဲ့ဂိုမက်စ်ကအမိုရင်းကိုကောင်းကောင်းသိပါတယ်။ သူကယူနိုက်တက်နီးပြားနဲ့အတူဘောလုံးကစားသမားဘဝတော်ကအသင်းမာရောပေါ်တူဂီလက်ရွေးစင်အသင်းမာပါအတူတူကစားခဲ့ပြီးတဲ့သူဟာအရင်းနှီးသောတငယ်ချင်းကိုပေါ်တူဂီလိကိုပြန်ခေါ်ဖို့အတွက်စိတ်ဝင်စားမှုရှိတယ်ဆိုတာကိုမီဒီယာတွေကရှင်းလင်းစွာပြောပြခဲ့တာပါအမိုးဒီမှာယူနိုက်တက်နဲ့စာတုပ်သက်တမ်းနှစ်နှစ်နီးပါးကျန်ရှိနေပါသေးတယ်ဒါမှမဟုတ်ပရိသတ်တွေကြားမှာတော့အဲရစ်တန်ဟက်အိုလီဂနာဆိုရှာတို့ရဲ့လက်ထက်နောက်ပိုင်းကာလတွေမှာလိုပဲအထောက်ခံရတော့မှလို့မလွဲအေဂန်ဆိုတဲ့ခံစားချက်မျိုးကိုဖြစ်ပေါ်နေပါသေးတယ်အမိုးဒီကအီနီယော့စ်ရဲ့ထောက်ခံမှုရရှိထားပုံရပါမယ်အသင်းသားတွေရဲ့ထောက်ခံမှုတော့မရရှိခဲ့ပါဘူး အဘိုရီနဲ့သူ့ရဲ့ကစားသမားတွေကြားထဲမှာကိုကြီးကိုရာပြဿနာတွေရှိပုံမရပါပဲ။ကစားသမားတွေကနောက်တန်းသုံးစနစ်ကိုခေါင်းမာစွာကင်ဆွဲထားအောင်မလို့စိတ်ပြတ်နေပုံရပါရီ။မန်ချက်စတာဒါဘီဘီမှာအမိုရင်းကစနစ်ကိုပြောင်းလဲခြင်းရင်လူအိုပြောင်းလဲမှရမယ်လို့အခိုင်အမာပြောခဲ့ပါရီ။ BBC Sport သတင်းစာရဲ့ဖော်ပြချက်အရတော့ကစားသမားတချို့ကအမိုရင်းရဲ့နောက်တန်းသုံးစနစ်ကိုလက်မခံနိုင်ကြဘူးလို့သိရပါရီ။နိုဝင်ဘာလ2024မှာတန်ဟက်နေရာကိုအစားထိုးပြီးနောက်အမိုရီးယားဒေစနစ်ကိုစတင်အကောင့်ထယ်ပေါ်ခဲ့ပေမဲ့အောင်မြင်မှုမရရှိခဲ့ပါဘူ အမိုရင်းရင်ဆိုင်ရတဲ့အဓိကပြဿနာကတော့သူတာဝန်ယူခဲ့ရတဲ့ကစားသမားအစုဖွဲ့တွေကဘသူမှ3421ကစားကွက်နဲ့အံဝင်ခွင့်ကျဖြစ်မနေတာပါ။ဒါဟာကစားသမားအလုံးကိုပြောင်းလဲဖို့လိုအပ်နေတာကိုပြသလိုနေရပါ။ဥပမာတစ်ခုအနေနဲ့အာမက်ကဝင်းဘက်နေရာမှာတင်ယူနေရပြီးတော့ကိုဘီမိုင်တို့ရဲ့ခြေစွမ်းတိုးတက်မှုကလည်းလမ်းကြောင်းလွဲနေကြရပါတယ်။ပေါ်တူဂီနီးပြားကကစားသမားတွေကိုဒုက္ခပေးရမှလည်းမကြောက်ပါဘူး။ Marcus Rashford နဲ့ Alessandro Garnacho တို့ကိုကို Ultra Four ကနေပြီးတော့ထွက်သွားအောင်လုပ်နိုင်ခဲ့ပါတယ်။ Sergeant Radcliffe နဲ့သူ့ရဲ့ Ineos အဖွဲ့ကအမိုရင်းကို အသင်းကိုပြန်လည်တည်ဆောက်ဖို့အတွက်ထောက်ခံခဲ့ပေမဲ့မန်စီးတီးကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှာသူရဲ့ပုံစံတွေကစိတ်ပြတ်နေတဲ့ပုံရတာကြောင့်မလို့အမိုရီရဲ့အနာဂတ်ကယူနိုက်တက်မှာဆက်လက်တည်ရှိဖို့အတွက်တော့မလွယ်ကူတော့ပါဘူး